Somebody's gonna have to make a stand. One day, somebody's gotta say enough. ဒီနေ့မှာတော့ Shake It Great Dana ရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးဇလံတွေတွေကတပုတ်ကိုပြန်လည်ပြောပြသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ပြောပြမယ့်ဇလံကတော့မဒူဇာလို့ခေါ်တဲ့မွေစပင်နဲ့ကြောင်းမဖွဲရာမိစာကြီးကိုတုတ်တင်ခဲ့တဲ့သူရဲကောင်းပါစီယက်စီရဲ့ဒဏ္ဍာရီပုံပြင်ပဲဖြစ်ပါတယ်။ ရှေခိဂရိနိုင်ငံရဲ့အာဂုတ်မြို့ကြီးဟာနေအောင်ကြီးအောက်မှာတောက်ပနေပြီးအိမ်ဖြူဖြူလေးတွေနဲ့လမ်းကျဉ်လေးတွေကရှုပ်ထွေးပူလီစားတည်ရှိနေပါတယ်။အဲ့ဒီမြို့ကိုအခရစ်စီယက်ဆိုတဲ့ဘုရင်တစ်ပါးကအုပ်စိုးပါတယ်။သူဟာသမီးတော်ဒေနီကိုအသက်ထပ်ပို့ပြီးချစ်မြတ်နိုးပါတယ်။ဒေနီဟာရွှေရောင်ဆန်တဲ့ရွှေတွေကြည်လင်ပြားလေးတဲ့မျက်လုံးတွေနဲ့နှစ်သမီးလေးတစ်ပါးလိုလှပါတင်တယ်ပါတယ်။ဒါပေမဲ့ဘုရင်ကြီးမှာစိတ်မချမ်းသာစရာတခုရှိနေပါတယ်။အဲ့ဒါကတော့တာယောက်ကြလေးမထုံကားခြင်းပါပဲ။ ဘရင်တပားအတွက်တားတော်ဆိုတာရာဇပလင်ကိုစက္ကံမဲ့သူတွေမဟုတ်ပါဘူး။နောင်နာကတ်အတွက်မျိုးဆက်စက္ကံမဲ့သူလည်းဖြစ်ပါတယ်။ဒါကြောင့်ဘရင်ကြီးဟာစိတ်ပူပန်တော့ကရောက်နေပြီ။သူ့ရဲ့ရာဇပလင်ကိုဘသူကစက္ကံမလဲဆိုတာကိုစဉ်းစားရင်ညာတိုင်းလိုလိုအိတ်မပြောနိုင်ဖြစ်နေပါတယ်။နောက်ဆုံးမှာတော့ဘရင်ကြီးဟာဒယ်ဖီမှာရှိတဲ့နမဲကျော်နတ်ပြားဒိတ်ဆရာစီကိုသွားပြီးအနာကတ်နဲ့ပတ်သက်လို့အကြံဉာဏ်တောင်းခံမှုဆုံးဖြတ်လိုက်ပါတယ်။ဒယ်ဖီဟာတောင်ပေါ်မြို့လေးဖြစ်ပြီးအဲ့ဒီမှာအပိုလိုနှစ်ပြားရဲ့ပိန်မှန်တော်ကြီးတည်ရှိပါတယ်။ မျက်ပြာထိပ်စရာပိုင်းဒီယာကအပေါ်လိုနှပြားရဲ့စကားကိုနားထောင်ပြီးလူတွေကိုပြားတဲ့စကားပြောပြလေးရှိပါတယ်။ဘင်ကြီးအက်ခရစီယာဟာပင်မန်းကြီးစွာခရီးသွားပြီးဒေဗီကိုရောက်သွားပါတယ်။သူကဗိမာန်တော်ထဲကိုဝင်သွားပြီးမျက်ပြာထိပ်စရာရဲ့အဖြစ်ကိုမျှော်လင့်တကြီးစောင့်စားနေပါတယ်။ခဏကြာတော့မျက်ပြာထိပ်စရာပိုင်းဒီယာဟာထူးဆန်းတဲ့အတန်တွေနဲ့စကားပြောပါတော့တယ်။သူရဲ့စကားတွေဟာနားထောင်ရတာကြောက်စရာကောင်းပြီ။ဘာကိုဆိုလိုမှန်းလဲနားလည်ရခက်ပါတယ်။ဒါပေမဲ့ပင်ကြီးအက်ခရစီရဲ့စကား နတ်ပြားလေးစီကပြောလိုက်တဲ့စကားတွေကိုသေချာနားထောင်လိုက်တဲ့အခါမှာသူဟာကြောက်လန့်တော့လို့သွားပါတယ်။နတ်ပြားလေးစီကမင်းရဲ့သမီးတော်ဒေနီကမင်းကိုတက်မဲ့သားကိုမွေးဖွားလိုက်မယ်လို့ပြောလိုက်တာပါပဲ။ဒီပြားလေးစကားဟာဘရင်ကြီးအတွက်မိုးချွတ်ပစ်လိုက်သလိုပါပဲ။သူဟာသူ့ရဲ့သမီးလေးဒေနီကိုအယမ်းချစ်တာကြောင့်ဒီပြားလေးစကားကိုလုံးဝမယုံကြည်နိုင်ပါဘူး။ဒါပေမဲ့နှက်ပြတဲ့စကားဆိုတာဘယ်တော့မှလင်ညာလေးမရှိဘူးဆိုတာလေသူသိပါတယ်။ဘယင်ကြီးအေခရစီယာဟာအာဂုံမြောက်ကိုစင်ကြမ်းတာစောင်းနဲ့ပြန်လာခဲ့ပါတယ်။ ူဟာနန်းတော်ထဲမှာတယောက်တည်းလမ်းလျှောင်းရင်ဘယ်လိုလုပ်ရမလဲဆိုတာကိုစဉ်းစားနေပါတယ်။သူ့သမီးလေးကိုတပြစ်ဖို့ဆိုတာကတော့လုံးဝမဖြစ်နိုင်တဲ့ကိစ္စတစ်ခုပါ။သူ့ရဲ့ရှင်သူ့ရဲ့ချစ်ဆုံးသမီးလေးကိုသူ့ဘယ်လိုလုပ်ပြီးတက်ရမှာလဲ။ဒါပေမဲ့ဗျာဒိစကားကလည်းရှောင်းလဲလို့မရဘူးဆိုတာသူသိနေပါတယ်။ဗျာဒိစကားတိုင်းသာဖြစ်လာခဲ့ရင်သူဟာသူ့ရဲ့မိတော်လေးလက်ချက်နဲ့အသေးဆုံးရလိမ့်မယ်။ဒါကိုသူဘယ်လိုမှလက်ခံနိုင်မှာမဟုတ်ပါဘူး။ဇပောင်မြတ်စွာစဉ်းစားပြီးတဲ့နောက်မှာတော့ဘုရင်ကြီးဟာရက်ဆက်တဲ့အကြံတစ်ခုကိုစဉ်းစားမိသွားပါတယ်။ ူဟာဒိနီကိုကျင်းနီမျိုးစင်တစ်ခုထဲမှာထောင်ချထားလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အာကုံမျိုးရဲ့အဆုံးဆုံးနေရာမှာအယမ်းမြင်ပြီးကြီးမားတဲ့ကျင်းနီမျိုးစင်တစ်ခုရှိပါတယ်။ဘီယန်ကြီးဟာအဲ့ဒီမျိုးစင်ကိုတွားခိုင်းပြီးဒိနီကိုမျိုးစင်ရဲ့အပေါ်ဆုံးထက်မှာထားလိုက်ပါတယ်။မျိုးစင်တစ်ခါကိုလည်းတော့ကပ်ပိတ်ထားပြီးဘသူ့ကောင်မှမျိုးစင်တဲကိုဝန်းခွင့်မပြုပါဘူး။သူဟာဒိနီကိုလူသူကိမဲ့တဲ့နေရာမှာထားလိုက်ရင်ဖျားတဲ့စကားဟာသူ့လူလိုပြတ်သွားလိမ့်မယ်လို့တွေးခဲ့တာပါ။ဒါဟာသူသမီးကိုမတက်ဘဲနဲ့ဗျာဒိတ်စကားကိုရှောင်ရှားနိုင်မဲ့တခုတည်းသောနီလန်းလို့သူထင်ခဲ့ပါဗျ။ ဒိန်နီဟာကျင်းနီမျော်စင်ထဲမှာတယောက်တည်းအထီးကျန်စွာနေထိုင်ရပါတယ်။မျော်စင်ရဲ့ပြတင်းပေါက်ကနေမြို့ကိုငေးကြည့်ရင်နေရက်တွေကိုကုံဆုံးစေပါတယ်။သူဟာသူ့ရဲ့အနာဂတ်အတွက်စိုးရင်ပူပန်ပြီးဘာဖြစ်လာမလဲဆိုတာကိုတွေးတောနေပါတယ်။ဒါပေမဲ့သူမသိသေးတာတစ်ခုကတော့နှစ်ပြားတွေဟာသူ့ကိုမစွန့်ပြစ်သေးဘူးဆိုတာပါပဲ။ဆူစ်လို့ခေါ်တဲ့နမင်းကြီးဟာအိုလံပစ်တောင်ထက်ကနေကဘာကြီးကိုအုပ်စိုးနေပါတယ်။တနေ့မှာတော့စုစာကဘာမျိုးကိုကြည့်ရှုနေရင်ကျင်းနီမျိုးစင်ထဲမှာအထီးကျန်စွာနေထိုင်နေတဲ့ဒင်းဒီကိုမြင်သွားပါတယ် ဒေနီရဲ့အလှပကိုမြင်တဲ့အခါဆူစာသူမကိုချက်ချင်းပဲချစ်ခင်သွားပါတယ်။ဆူစာနှစ်ပြားတွေထဲမှာတကိုးကြီးဆုံးနှစ်ပြားဖြစ်ပြီးဘယ်အသွင်ပြေကိုမစိုးပြောင်းလဲနိုင်ပါနဲ့။ဆူစာဒေနီစီကိုသွားဖို့အတွက်ရွှေရောင်မိုးဖြစ်အသွင်ပြောင်းလိုက်ပါတယ်။ရွှေမိုးတွေဟာတဖြည်းဖြည်းစုပုံလာပြီးချင်းနေမျိုးစင်ရဲ့အပေါ်ကပြတင်းပေါက်ကနေမျိုးစင်တဲကိုစီဝင်သွားပါတယ်။ရွှေရောင်တဝန်းဝန်းနဲ့တောက်ပါနေတဲ့ရွှေမိုးတွေဟာမျိုးစင်တစ်ခုလုံးကိုလမ်းချုံသွားပြီးဒေနီရဲ့ရင်ဝင်တဲကိုတဖြည်းဖြည်းစီဝင်သွားပါတယ်။ ဒိန်နီဟာရွှေမိုးတွေရဲ့နှွေးထွေးမှုကိုခံစားလိုက်ရပြီးမကြခင်ပါပဲ။သူမဟာကိုယ်ဝန်ရှိလာပါတယ်။ချိန်တန်တော့ဒိန်နီဟာပါစီယက်စ်လို့အမည်ပေးထားတဲ့သားတော်လေးကိုမွေးဖွားခဲ့ပါတယ်။ပါစီယက်စ်ဟာစုနမင်းကြီးရဲ့သွေးသားတော်ဆက်တဲ့သားဖြစ်တဲ့အတွက်မွေးကလေးကတာမန်လူသားတွေထက်ထူးခြားတဲ့ဆွမ်းအားတွေပန်းဆိုင်ထားပါတယ်။ဒိန်နီဟာသားတော်လေးကိုကြည့်ပြီးအတိုင်းမသိပျော်ရွှင်သွားပါတယ်။သူဟာမျော်စင်ထဲမှာတယောက်တည်းမဟုတ်တော့ဘူး။သူ့ဘေးမှာသူ့ကိုဖော်ပြမဲ့သားတော်လေးရှိနေပါပြီ။ ဘင်ဂျီအခရစ်စီယပ်စ်ဟာသူ့ရဲ့သမီးတော်ဒေနီတာယောက်ကြားလေးမွေးဖွားတယ်ဆိုတဲ့သတင်းကိုကြားတဲ့အခါမှာဒေါသအကြီးကြီးထွက်သွားပါတယ်။သူဟာချက်ချင်းပဲကျင်းနီမျိုးစင်စီကိုသွားပြီးဒေနီနဲ့ပါစီယပ်စ်ကိုသူ့မျက်စိနဲ့မြင်အောင်ကြည့်ကျင်ပါတယ်။သူ့မျိုးစင်ကိုရောက်သွားတဲ့အခါမှာဒေနီဟာတားတော်လေးကိုချီပြီးနှုတ်တိုင်နေတာကိုတွေ့လိုက်ရပါတယ်။မိတော်လေးပါစီယပ်စ်ကိုမြင်တဲ့အခါမှာဘင်ဂျီကပို့ပြီးဒေါသထွက်သွားပါတယ်။သူဟာနှက်ပြားတဲ့စကားကိုဘလို့မှရှောင်လွှဲလို့မရဘူးဆိုတာသိလိုက်ရပါပြီ။ဒါပေမဲ့ဘင်ဂျီဟာ ဒန်နီနဲ့ပါစီဂျက်ကိုတက်ပြစ်ဖို့လဲဝင်လင်းနေပါတယ်။သူ့ရဲ့တမိနဲ့မြေးကိုတက်ပြစ်ဖို့ဆိုတာဘလို့မှလုပ်ရမှာမဟုတ်ပါဘူး။နောက်ဆုံးမှာတော့သူကအရင်ကတက်ဖို့ရက်ဆက်တဲ့အကြံတစ်ခုကိုစဉ်းစားမိသွားပါတယ်။သူကတက်တာအခြေကြီးတစ်ခုကိုလုတ်ခိုင်းပြီးဒန်နီနဲ့ပါစီဂျက်ကိုအဲ့ဒီတက်တာတဲ့ထည့်ပြီးတောက်ခတ်ပေးလိုက်ပါတယ်။ပြီးတော့တက်တာကိုပင်လယ်ထဲမျောပြစ်လိုက်ဖို့အမိန့်ပေးလိုက်ပါတယ်။ပြင်းကြီးကသူတို့ကိုပင်လယ်ထဲမျောပြစ်လိုက်ရင်သူတို့ဟာရင်နစ်သေးသွားလိမ့်မယ်လို့တွက်ဆထားပါဗါဒါဟာသူ့လက်နဲ့တတ်တာမဟုတ်တဲ့အတွက်အပြစ်မရှိဘူးလို့သူတွေးထင်နေတာပါ ဒေနီနဲ့ပါစီယက်စ်တို့ဟာတစ်တာထဲမှာပင်လယ်ရေထဲမျောပါသွားပါတယ်။လိုင်းတွေကတစ်တာကိုရိုက်ခတ်နေပြီးသူတို့ဟာကြောင်းလန်တုံ့နှုတ်နေပါတယ်။ဒါပေမဲ့နှစ်ပြားတွေဟာပါစီယက်စ်နဲ့ဒေနီကိုမစွန့်ပစ်ခဲ့ပါဘူး။ပင်လယ်နှစ်ပြားပိုဆိုင်တုံဟာဇူးနမင်းကြီးရဲ့အမေရသူတို့ကိုကယ်တင်ဖို့စီစဉ်ပေးခဲ့ပါတယ်။ပိုဆိုင်တုံဟာလိုင်းတွေကိုငြိမ်သက်စေပြီးတစ်တာကိုဆယ်ရီဖော့ဂျွန်စီကိုမျောပါသွားအောင်ဖန်တီးပေးပါတယ်။ဆယ်ရီဖော့ဂျွန်ဟာတိတ်ငယ်တဲ့ဂျွန်လေးတစ်ခုဖြစ်ပြီးတံငါးတွေတွေနဲ့လေသမားတွေနေထိုင်ကြပါတယ်။ တစ်တဟာစရီဟော့ကျွန်းရဲ့ကမ်းခြေကိုရောက်သွားပြီးဒစ်စတစ်လို့ခေါ်တဲ့တန်ခါးတဲ့တူကတွေ့ရှိခဲ့ပါတယ်ဒစ်စတစ်ဟာမနက်တိုင်းလိုလိုပင်လယ်ကမ်းခြေမှာငါးချာလေးရှိပါတယ်ဒီနေ့မှာတော့သူဟာတဲတောင်ပြင်မှာထူးဆန်းတဲ့တစ်တာကြီးတစ်ခုမျောပါလာတာကိုတွေ့လိုက်ပါတယ်ဒစ်စတစ်ဟာတစ်တာကိုကမ်းပေါ်ဆွဲတင်ပြီးဖွင့်ကြည့်လိုက်တဲ့အခါမှာအောင်စရာကောင်းတော့အောင်လှပတဲ့အလို့သမီးတူနဲ့ချစ်စရာကောင်းတဲ့ကလေးငယ်လေးတူကိုတွေ့လိုက်ပါတယ်ဒစ်စတစ်ဟာဒိန်နီနဲ့ပါစီယက်ကိုသနာသွားပြီးသူ့အိမ်ကိုခေါ်သွားကအမိသားစုလိုဆောင်ရှောက်ဖို့ဆုံးဖြတ်လိုက်ပါတယ် ါးစည်းရက်စာဒစ်စတရဲ့အိမ်မှာကြီးပင်းလာခဲ့ပါတယ်။ဒစ်စတဟာပါးစည်းရက်ကိုသူ့ရဲ့သားရင်လိုပဲချစ်ခင်ပြီးကူးဆိုင်ပါတယ်။ပါးစည်းရက်စာနေတိုင်းပင်လယ်ကမ်းခြေမှာစော်ကစားရင်ကြီးပင်းလာပါတယ်။သူဟာတမ်းမာထမြက်တဲ့လူငယ်လေးတစ်ယောက်ဖြစ်လာပါတယ်။သူဟာရရင်တတိရှိပြီးဘယ်ရာကိုမှမကြောက်တတ်ပါဘူး။သူ့ရဲ့မိခင်တင်ဒီကလည်းသူ့ကိုပညာတွေသင်ပေးပြီးသူ့ရဲ့ကောင်းတွေရဲ့ဇလန်းတွေကိုပြောပြလေးရှိပါတယ်။ဒါပေမဲ့ဆယ်ဒီဖို့ဂျုံကိုပေါ်လီတတီလို့ဆိုတဲ့ပြင်တပါအုပ်စုနေပါတယ်။ပေါ်လီတတီဟာရက်ဆက်ပြီးမတရားတဲ့ပြင်တပါဖြစ်ပြီး သူ့ရဲ့လက်အောက်ငယ်သားတွေကိုညှဉ်းပန်းနှိပ်စက်လေးရှိပါတယ်။ပေါ်လီတက်တီဟာဒေနီကိုပထမဆုံးမြင်တွေ့လိုက်ကတည်းကသဘောကျသွားပါတယ်။ဒေနီရဲ့အလှပဟာသူ့ရဲ့နှလုံးသားကိုဖန်ဆာသွားပြီးသူမကိုသူ့ရဲ့မိဖုရားအဖြစ်သိမ့်ပိုက်ချင်နေပါတယ်။ဒါပေမဲ့ဒေနီကပေါ်လီတက်တီကိုလုံးဝလက်မတက်ချင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ပေါ်လီတက်တီဟာရက်ဆက်ပြီးမတရားတဲ့ပြင်တစ်ပါးဖြစ်လို့ပါ။ဒေနီယာသူသားလေးပါစီယက်စ်အတွက်စိုးရိမ်နေပြီးပေါ်လီတက်တီရဲ့လက်ထဲကိုရောက်သွားမှကိုကြောက်ရွံ့နေပါတယ်။ပေါ်လီတက်တီဟာဒေနီကိုဘယ်လိုသိမ်းပိုက်ရမလဲဆိုတာနှီးလန်းပေါင်းစုံနဲ့စဉ်းစားနေပါတယ်။ သူဟာဒေနီကိုအတင်းအဓမ္မတင်ပိုက်ဖို့စ조사ရင်ပါစီယက်ကသူ့ကိုခုခံလာမှာကိုသိပါတယ်။ဒါကြောင့်သူဟာပါစီယက်ကိုလက်စားပြီးဖယ်ရှားဖို့အကြံတစ်ခုရသွားပါတယ်။တနေ့မှာတော့ပေါ်လီဒက်တီဟာမြင်းတွေလက်ဆောင်ပေးပွဲတစ်ခုကိုကျင်းပဖို့စီစဉ်လိုက်ပါတယ်။အဲ့ဒီခေတ်ခါကမြင်းဆိုတာတံပိုးအလုံးကြီးတဲ့လက်ဆောင်တစ်ခုပါ။မြင်းတစ်ကောင်ပိုင်ဆိုင်ထားနိုင်ရင်ချမ်းသာကြွယ်ဝတဲ့လူတယောက်လို့သတ်မှတ်ကြပါတယ်။လူတိုင်းကမြင်းတစ်ကောင်ပိုင်ဆိုင်ရင်ကြပါတယ်။ပေါ်လီတက်တီဟာကျုံးပေါ်ကလူတွေကိုရောအခြားမျိုးတွေကလူတွေကိုပါ လက်ဆောင်ပွဲကိုဖိတ်ခေါ်ခဲ့ပါတယ်။သူကလက်ဆောင်ပွဲကိုတက်ရောက်လာတဲ့ဧည့်သည်တွေကိုမြင်းတကောင်စီလက်ဆောင်ပေးမယ်လို့ကြေညာခဲ့ပါတယ်။ Politesty ဟာပါစီယက်ကိုလည်းလက်ဆောင်ပွဲကိုဖိတ်ခေါ်ခဲ့ပါတယ်။သူကပါစီယက်မြင်းမပေးနိုင်ရင်ဒင်းနီကိုသူ့ကိုလက်ထပ်ခွင့်ပြုလိမ့်မယ်လို့တစားထားပါတယ်။ပါစီယက်ဆရာလက်ဆောင်ပွဲကိုကြောက်သွားတဲ့အခါမှာပွဲတော်ကရမ်းစီကားနေတာကိုတွေ့လိုက်ရပါတယ်။လူတွေကပျော်ရှင်စွာစားတောက်တည်ဆုံနေကြပြီ။မင်းလဲတွေကလည်းတရွေ့ရွေ့နဲ့တွာလာနေကြပါတယ်။ပေါ်လီတတီဟာရှစ်ပလင်းပေါ်မှာထိုင်ပြီးဧည့်သည်တွေကိုကြိုဆုံနေပါတယ်။ ပေါ်လီတတီဟာပါစီယက်ကိုမြင်တဲ့အခါမှာသူ့ကိုအထင်သေးတဲ့အကြည့်နဲ့ကြည့်ပြီးမေးလိုက်ပါတယ်။ပါစီယက်မင်းကငါ့ကိုဘာလက်ဆောင်ပေးမလဲလို့မေးလိုက်ပါတယ်။ပါစီယက်ကပဝန်းကျင်ကိုကြည့်လိုက်တော့လူတိုင်းကမြင်းတွေကိုလက်ဆောင်ဖြစ်ယူလာကြတာကိုတွေ့လိုက်ရပါတယ်။သူက သူ့မှာပေးစရာမြင်းမရှိဘူးဆိုတာသိပါတယ်။သူဟာစင်ရဲသားတန်ခါတဲ့အသားဖြစ်တဲ့အတွက်မြင်းဝယ်ဖို့ပတ်စံမရှိပါဘူး။ ဒါပေမဲ့ပါစီရစရာရဲရဲနဲ့လူငယ်လေးဖြစ်တဲ့အတွက်သူရှက်ရုံမသွားပါဘူး။သူဟာ polytactic ကိုရဲရဲဝံ့ပြန်ပြောလိုက်ပါတယ်။ဘယင်ကြီးကျွန်တော်မျိုးမှမြင်မရှိပါဘူး။ဒါပေမဲ့ဘယင်ကြီးအလိုရှိရင်မဒူဇာရဲ့ဥကောင်းကိုယူလာပေးနိုင်ပါတယ်လို့ပြောလိုက်ပါတယ်။ပါစီရရဲ့စကားကိုကြားလိုက်ရတဲ့ polytactic ဟာအံ့အားတင်သွားပြီ။ခဏကြာတော့ရှင်မောပါတော့တယ်။သူကပါစီရကိုမယုံကြည်နိုင်တဲ့အချိန်နဲ့ကြည့်ပြီးမဒူဇာရဲ့ဥကောင်းဟုတ်လား။မင်းမဒူဇာအကြောင်းရောသိရဲ့လား။မင်းမဒူဇာကိုတတ်နိုင်မယ်လို့တကယ်ထင်နေတာလားလို့မေးလိုက်ပါတယ်။ ေါ်လီတတိကပါစီရက်ကိုစိန်ခေါ်လိုက်တာဟာသူ့တအကောင်းဆုံးအခွင့်အရေးတစ်ခုပါပဲသူကပါစီရက်ကိုမယ်ဒူဇာရဲ့ဥကောင်းကိုယူလာခန်းခြင်းအပြင်သူ့ကိုအနေရတဲ့ပို့လိုက်တာပါသူကပါစီရက်စာမယ်ဒူဇာကိုသွားတက်ရင်တေချာပေါက်သေးလိမ့်မယ်လို့တစားထားပါတယ်အဲ့လိုဆိုရင်သူဟာဒိန်နီကိုလွတ်လွတ်လပ်လပ်တင်ပိုက်လို့ရပြီပေါ့ဒါပြင်ပါစီရက်စာမယ်ဒူဇာရဲ့ဥကောင်းကိုယူလာနိုင်ခဲ့ရင်တော့သူကအဲ့ဒီဥကောင်းကိုတင်းယူပြီးသူ့ရဲ့ရန်သူတွေကိုနှိမ်နှင်းဖို့အသုံးပြုလို့ရပါတယ်ပေါ်လီတတိဟာပါစီရက်ကိုတခဏလောက်စိုက်ကြည့်ပြီးမှပြုံးလိုက်ပြီးပြောလိုက်ပါတယ် ကောင်းမင်ပါစီရဲ့အမင်းကမေဒူဇာရဲ့ဥကောင်းကိုရှူလာနိုင်ရင်ငါ့ကိုအကောင်းဆုံးလက်ဆောင်ပေးရရောက်လိမ့်မယ်။ငါမင်းကိုယုံကြည်တယ်။မင်းဟာတိတ်တတိရှိတဲ့လူငယ်လေးတယောက်ပဲ။ဒါပေမဲ့မေဒူဇာကိုတတ်နိုင်ပါမလား။မေဒူဇာအလွန်ကြောက်ဖို့ကောင်းတယ်မိစားမကြီးပဲလို့ပြောလိုက်ပါတယ်။ပါစီရက်ကမျက်လုံးကိုတက်တက်ကြည့်ပြီးရေရေဝုန်းဝုန်းပြန်ပြောလိုက်ပါတယ်။ဘီအန်ဂျီကျွန်တော်မျိုးစူးစမ်းကြည့်ပါမယ်။မေဒူဇာကိုတတ်ပြီးသူ့ရဲ့ဥပန်းကိုယူလာခဲ့ပါမယ်လို့ပြောလိုက်ပါတယ်။ပါစီယက်ကမေဒူဇာကိုတုတ်တင်ဖို့ခရီးထွက်ဖို့ချက်ချင်းပဲပြင်ဆင်ပါတော့တယ်။ဒါဟာသူ့အတွက်အလွန်ခက်ခဲပြီးအနေအများနဲ့ဆွမ်းစားခံတစ်ခုဖြစ်ပါတယ်။ အလူစားဆိုတာဘယ်သူမှမတတ်နိုင်သေးတဲ့မိစ္ဆာမကြီးတူဦးဖြစ်ပြီးသူ့ကိုသွားတက်ဖို့ဆိုတာတိမ်မင်းနဲ့မျက်နှာချင်းဆိုင်တွေ့ဖို့သွားနေတာနဲ့အတူတူပါပဲဒါပေမဲ့ပါစီယာကတော့မဆုတ်ပါဘူးသူဟာသူ့ရဲ့ခရီးစကားကိုတီအောင်ထားခြင်းလေပြီးတော့မလူစားကိုတက်ပြီးသူ့ရဲ့ဥကောင်းကိုယူလာဖို့အစိတ်ပိုင်းဖြတ်ထားပါတယ်ပါစီယက်ဆာမဒူဇာကိုတုတ်တင်ဖို့ခီးထွက်တဲ့အခါမှာသူတယောက်တည်းမဟုတ်ပါဘူး။နှစ်ဖျားတွေကသူ့ကိုကူညီဖို့ပေါ်လာပါတယ်။အေဒီနာလို့ခေါ်တဲ့ဉာဏ်ပညာနဲ့စစ်ပွဲနှစ်ဖျားမှနဲ့ဟာမစ်လို့ခေါ်တဲ့သတင်းပို့နှစ်ဖျားတို့ဟာ ါတီယက်ရဲ့တက်တီကိုချီးကျူးပြီးသူ့ကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။အစ်တနာနှစ်ပြားမကပါတီယက်ကိုတောက်ပတဲ့ခြေဝါတိုင်းတစ်ခုပေးလိုက်ပါတယ်။ဒီတိုင်းဟာတာမန်တိုင်းမဟုတ်ပါဘူး။မှန်လို့ပဲသူ့ရဲ့ပုံရိပ်ကိုထင်ရစေနိုင်တဲ့အမော်တိုင်းတစ်ခုပါ။အစ်တနာကပါတီယက်ကိုပြောလိုက်ပါတယ်။ဒီတိုင်းကိုမေဒူဇာကိုတိုက်ရိုက်မကြည့်ပဲသူ့ရဲ့ပုံရိပ်ကိုဒိုင်းထဲမှာကြည့်ပြီးတိုက်ခိုက်ဖို့အသုံးပြုပါ။မဟုတ်ရင်မင်းကြောက်ခဲရုပ်ထုဖြစ်သွားလိမ့်မယ်လို့မှားကြလိုက်ပါတယ်။အာမစ်နှစ်ပြားကတော့ပါစီယက်ကိုတောင်းပန်ပါတဲ့အခြေအနေတည်ရန်ပေးလိုက်ပါတယ်။ ဒီခြေနင်းတွေကတာမတ်ခြေနင်းတွေမဟုတ်ပါဘူး။ခြေနင်းတွေကိုစီးလိုက်တာနဲ့ပါစီရက်စရာလေထဲမှာငှက်လို့ပဲလင်းမြန်စွာပြန်တန်းနိုင်ပါတယ်။ဟာမီကပါစီရက်ကိုပြောလိုက်ပါတယ်။ဒီခြေနင်းတွေကမင်းကိုအနယ်ကနေလွတ်မြောက်ဖို့အကူအညီပေးလိမ့်မယ်။မဒူဇာရဲ့ညမတွေကမင်းကိုလိုက်ပန်းလာရင်ဒီခြေနင်းတွေနဲ့လွတ်အောင်ပြေးနိုင်လိမ့်မယ်လို့ပြောပါတယ်။အေဒနာနှစ်ပြားမနဲ့ဟာမီနှစ်ပြားတို့ကပါစီရက်ကိုနောက်ထပ်အသုံးဝင်တဲ့ပစ္စည်းတွေဗမာရှာရမလဲဆိုတာကိုလည်းပြောပြခဲ့ပါတယ်။သူတို့ကပါစီရက်ကို Grey လို့ခေါ်တဲ့အဖွားကို၃ယောက်စီတွားခိုင်းပါတယ်။ ဂရီအဖအိုတွေဟာမက်ဒူဇာရဲ့ညီအစ်မဝန်ကွဲတွေဖြစ်ပြီးသူတို့ဟာမက်ဒူဇာစီကိုဘယ်လိုတွားရမလဲဆိုတာကိုသိပါတယ်။ဒါပေမဲ့ဂရီအဖအိုတွေဟာတိတ်ပြီးဖော်ရည်တဲ့သူတွေတော့မဟုတ်ပါဘူး။သူတို့ဟာမျိုးလုံးတစ်လုံးနဲ့သွားတစ်ချောင်းပဲရှိပါတယ်။အဲ့ဒီမျိုးလုံးတစ်လုံးနဲ့သွားတစ်ချောင်းကိုအလဲကျအသုံးပြုကြပါတယ်။သူတို့ဟာတစ်ယောက်နဲ့တစ်ယောက်အမြဲတမ်းရန်ဖြစ်နေတတ်ပြီးဘယ်သူကမှကုညီရှင်စိတ်မရှိကြပါဘူး။ ပါစီချက်စာဂရေအီဖောက်ဝယ်စီကိုခီးထွက်ဖို့အတွက်ပြမဆင်းရဲစွာခီးသွားပါတယ်သူကတောင်းတွေတောအုပ်တွေကိုဖျက်ကျော်ပြီးနောက်ဆုံးမှာတော့ဂရေအီဖောက်ဝယ်နေထိုင်တဲ့နေရာကိုရောက်သွားပါတယ်ဂရေအီဖောက်ဝယ်တွေဟာထူးဆန်းတဲ့နေရာတစ်ခုမှာနေထိုင်ကြပါတယ်အဲ့ဒီနေရာဟာအမြဲတမ်းမှောင်မဲနေပြီးအိတ်ဆက်လုံးပါတယ်ပါစီချက်စာဂရေအီအဖောက်ဝယ်တွေကိုတွေ့တဲ့အခါမှာသူတို့ဟာမျက်လုံးတစ်လုံးကိုအလဲကျယူသုံးနေတာကိုတွေ့လိုက်ပါတယ်သူတို့၃ယောက်စလုံးဟာအသက်အရမ်းကြီးပြီးအသားရည်တွေကတွန့်လှိန်နေပါတယ်သူတို့ရဲ့စပင်တွေကအဖြူခွေးနေပြီးအဝစားတွေကလည်းစုပ်ပြတ်တက်နေပါတယ် ါးစည်းချက်စာဘယ်လိုချိကဲရမလဲဆိုတာစဉ်းစားနေပါတယ်။သူက gray e power တွေစီကိုတော်တော်လေးရှောက်သွားပြီ။သူတို့မျက်လုံးကိုလဲလဲနေတဲ့အချိန်ကိုစောင့်နေပါတယ်။ gray e power ကိုတယောက်ကမျက်လုံးကိုနောက်တစ်ယောက်စီလှမ်းပေးလိုက်တဲ့အချိန်မှာပါးစည်းချက်စာလင်းမြန်စွာလှုပ်ရှားပြီး gray e power တွေမျက်လုံးကိုဖမ်းယူလိုက်ပါတယ်။မျက်လုံးပျောက်သွားတဲ့အတွက် gray e power တွေဟာအလန့်တကြားအော်ဟစ်လိုက်ပြီ။ဘာဖြစ်တာလဲဆိုတာကိုမသိကြပါဘူးသူတို့ဟာမျက်လုံးကိုပြန်ရှာဖို့လက်နဲ့စမ်းကြည့်ပေးမယ်ဘယ်မှာမှမတွေ့ရပါဘူးမျက်လုံးပြောက်သွားတဲ့အတွက် gray အဖောက်အိုတွေဟာဒေါသထွက်ပြီး ါးစည်းရက်ကိုအော်ဟစ်ငိုယူကြပါတယ်။သူတို့ဟာပါးစည်းရက်ကိုချိန်ဆပြီးမျက်လုံးကိုဖြတ်ပေးဖို့တောင်းဆိုကြပါတယ်။ပါးစည်းရက်က Grey Power တွေကိုပြောလိုက်ပါတယ်။မဒူဇာစီကိုဘယ်လိုသွားရမလဲဆိုတာပြောပြမှမျက်လုံးပြတ်ပေးမယ်လို့ပြောလိုက်ပါတယ်။ Grey Power တွေဟာပါးစည်းရက်ရဲ့ချင်းချောင်းမှုကိုကြောက်သွားပါတယ်။မျက်လုံးမရှိရင်သူတို့ဘာမှမမြင်နိုင်တော့ဘူးဆိုတာသိပါတယ်။ဒါကြောင့်သူတို့ကဘလို့လားပြင်မဲ့မဒူဇာစီကိုဘလို့တွားရမလဲဆိုတာပြောပြလိုက်ပါတယ်သူတို့ကပါစီယက်ကိုပြောလိုက်ပါတယ်မင်းမြောက်ရက်ကနှစ်သမီးတွေစီတွားရမယ် သူတို့ကမင်းလိုအပ်တဲ့ပစ္စည်းတွေကိုပေးလိုက်မယ်လို့ပြောလိုက်ပါတယ်။ဖာစီယက်စီဟာဂရီဘာအိုတွေမျက်လုံးကိုပြန်ပေးလိုက်ပြီးနတ်သူမီးတွေစီကိုခီးဆက်သွားပါတယ်။ဂရီဘာအိုတွေကမျက်လုံးပြန်ရသွားပေမဲ့ဖာစီယက်ကိုဒေါသထွက်နေတော့မှာပဲ။ ်သမီးတွေနေထိုင်တဲ့နေရာဟာတာယာလှပတဲ့ဥယျာဉ်ကြီးတစ်ခုနဲ့တူပါတယ်။အဲ့ဒီမှာစမ်းကြောင်းလေးတွေစီစဉ်နေပြီးတစ်ပင်ပန်းမှန်တွေလည်းဆိုင်လန်းဆိုပြေးနေပါတယ်။သမီးတွေဟာတစ်ပင်တွေစမ်းကြောင်းတွေကိုစောင့်ရှောက်တဲ့သမီးတွေဖြစ်ပြီးသူတို့ဟာတဘာဝတရားနဲ့တသားတွေဖြစ်နေပါတယ်။သမီးတွေဟာပါစီရက်ကိုဝမ်းမတတာကြိုးဆိုကြပါတယ်။သူတို့ကပါစီရက်တဲ့ကြီးရွက်ချက်ကိုတည်ပြီးသူ့ကိုကူညီဖို့ဆုံးဖြတ်ထားပါတယ်။သမီးတွေဟာပါစီရက်ကိုအရေးကြီးတဲ့ပစ္စည်းသုံးမျိုးလက်ဆောင်ပေးလိုက်ပါတယ်။ ထမတစ်ခုကတော့မှော့အိတ်တစ်လုံးမှာဒီအိတ်ကတာမန်အိတ်နဲ့မတူပါဘူးဘယ်အရာကိုမစိုးထိတ်လို့ရပြီအိတ်ထဲမှာထိတ်လိုက်တဲ့အရာရဲ့အရွယ်စားနဲ့လိုက်ပြီးအိတ်ကကြီးလိုက်သေးလိုက်ဖြစ်သွားပါတယ်ဒုတိယတစ်ခုကတော့ Hades နာမည်ကြီးရဲ့မမြင်ရတဲ့အုတ်ထုပ်ပါ Hades ကငရဲပြည်ကိုအုပ်စိုးတဲ့နာမည်ကြီးဖြစ်ပြီးသူ့ရဲ့အုတ်ထုပ်ကသူ့ကိုမမြင်ရအောင်ဖန်တီးပေးနိုင်ပါတယ်ဒီအုတ်ထုပ်ကိုစောင်းလိုက်ရင်ဘယ်သူမှမမြင်နိုင်တော့ပါဘူးတတိယတစ်ခုကတော့ Happy လို့ခေါ်တဲ့စိန်သားတစ်လက်ပါ ဒီတာဟာတာမန်တာနဲ့မတူပါဘူး။စိုင်းနဲ့လှူထားတဲ့အတွက်တာမန်ထက်ပိုပြီးမှကြော်ပြီးဘဲရာကိုမစိုးထုတ်ဖောက်နိုင်ပါလေ။လက်သမီးတွေကပါစင်ချက်ကိုပြောလိုက်ပါတယ်။ဒီပစ္စည်း၃မျိုးကမင်းကိုမဒူဇာကိုတပ်ဖို့ကူညီပေးလိုက်မယ်။သတိထားပြီးအသုံးပြုပါလို့မှာကြားလိုက်ပါတယ်။ခုဆိုရင်ပါစီယက်စာမဒူဇာကိုတုတ်တင်ဖို့လိုအပ်တဲ့ပစ္စည်းအလုံးရရှိသွားပါပြီ။သူဟာအေတီနာရဲ့ဒိုင်ဟာမစ်ရဲ့တောင်ပန်ပါတဲ့ခြေနဲ့ တ်သမီးတွေရဲ့မော်အိမ်မမြင်ရတဲ့အုတ်ထုံးနဲ့စိန်သားတို့ကိုရရှိတာပါတယ်။သူဟာတောင်ပံပါတဲ့ခြေနှင်းတွေကိုစီးပြီးမဒူဇာရဲ့နေအိမ်ရှိရာကိုပြန်တန်းသွားပါတယ်။မဒူဇာဟာဂေါဂုံ၃ယောက်တည်းကတယောက်ဖြစ်ပါတယ်။ဂေါဂုံတွေကကြောက်မက်ဖွယ်ရာမိစ္ဆာမတွေဖြစ်ပြီးသူတို့ကိုကြိလိုက်တာနဲ့ကြောက်ခဲလိုမကြောသွားစေနိုင်တဲ့အစွမ်းတတိရှိပါတယ်။မဒူဇာရဲ့အမတွေဖြစ်တဲ့စတီနိုနဲ့ယူရီအေလီတို့ကတော့မဒူဇာထပ်ပေါ်ပြီးကြောက်ဖို့ကောင်းပြီးမသိနိုင်တဲ့နှပြားမတွေဖြစ်ကြပါတယ်။ဒါပေမဲ့မဒူဇာကတော့မသိနိုင်တဲ့နှပြားမမဟုတ်ပါဘူး။သူဟာသိနိုင်တဲ့မိစ္ဆာမတူပါ။ ။ဒါကြောင့်ပါစီယက်မှာမဒူဇာကိုတတ်ဖို့အခွင့်ရရှိပါတယ်။ပါစီယက်စာမဒူဇာရဲ့နေအိမ်ကိုရောက်တဲ့အခါမှာတိတ်ဆိတ်ငြိမ်သက်နေတာကိုတွေ့လိုက်ရပါတယ်။မဒူဇာရဲ့နေအိမ်ဟာကိုကြီးတစ်ခုဖြစ်ပြီးကိုကမှကြောက်ခဲရုပ်တုတွေအများကြီးရှိနေပါတယ်။အဲ့ဒီရုပ်တုတွေဟာမဒူဇာရဲ့မျက်လုံးနဲ့စုံပြီးကြောက်ခဲဖြစ်သွားတဲ့လူတွေရဲ့ရုပ်တုတွေပါ။ပါစီယက်စာကိုတဲကိုတုံ့ဝန်သွားပြီးမဒူဇာနဲ့သူ့ရဲ့အမတွေကိုရှာဖွေပါတော့တယ်။ကိုယ်ထဲမှာအလုံးမောင်းဝဲနေပြီးကြောက်စရာကောင်းတဲ့အနတ်သက်တွေလည်းရနေပါတယ်။ခဏကြာတော့ပါစီရဲ့စရာ ဂေါကုံ၃ယောက်စလုံးအိပ်ပျော်နေကြကိုတွေ့လိုက်ရပါတယ်။သူတို့ဟာကြောက်မက်ဖော်ရရုပ်တွင်ရှိပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်မှာအတောင်ပံတွေရှိပြီးလက်တွေကခြေဝါနဲ့လှုပ်ထားသလိုမကျော်ပါတယ်။သူတို့ရဲ့စပင်တွေကမျိုးတွေနဲ့ဖွဲ့စည်းထားပြီးအသက်ရှူလိုက်တိုင်းမျိုးတွေကလှုပ်ရှားနေပါတယ်။သူတို့ရဲ့သွားတွေကတော့ဝက်ဆွဲလိုချွတ်တက်ပြီးမျိုးလုံးတွေကလည်းအလွန်ကြောက်စရာကောင်းပါတယ်။မဒူဇာဟာအလဲမအိပ်ပျော်နေပါတယ်။သူဟာဂေါကုံ၃ယောက်ထဲမှာအလားဆုံးလို့ဆိုနိုင်ပေမဲ့သူ့ရဲ့အလားဟာကြောက်မက်ဖွယ်ရအလားမျိုးပါ။ ပါစီဂျက်စာအေဒင်ငပြားမှာပေးထားတဲ့ခြေဝါတိုင်းကိုအသုံးပြုဖို့တတိရလိုက်ပါတယ်။သူဟာဒိုင်းကိုမှန်လို့အသုံးပြုပြီးမက်ဒူဇာကိုတိုက်ရိုက်မကြည့်ပဲဒိုင်းထဲမှာပဲကြည့်ပါတယ်။သူဟာမက်ဒူဇာရဲ့မျက်လုံးကိုတိုက်ရိုက်ကြည့်လိုက်ရင်ကြောက်ခဲလို့မာကျောသွားမှာကိုသူကြောက်နေလို့ပါ။ပါစီဂျက်စာမက်ဒူဇာရဲ့ပုံရိပ်ကိုဒိုင်းထဲမှာကြည့်ပြီးစိန်သားကိုမျှော့လိုက်ပါတယ်။သူဟာအသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီးမက်ဒူဇာရဲ့လက်ဘင်းကိုဓာတ်နဲ့အာကုန်ဖျက်ချလိုက်ပါတယ်။မက်ဒူဇာရဲ့ဥကောင်ဟာခနာကိုကလိမ့်ထွက်သွားပါတယ်။မြင်းပေါ်ကိုလိမ့်သွားတဲ့မက်ဒူဇာရဲ့ဥကောင်ကနေတွေးတိစီကြလာပါတယ်။ အဲ့ဒီချိန်မှာအံ့ဩစရာကောင်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပေါ်လာပါတယ်။မလူစားရဲ့လေဘင်းကနေမြင်းပြန်ပီကာဆက်နဲ့ရွှေသားကန်စစ်တဲ့တော့ခရိုင်ဆော်ဆိုတဲ့တတဝန်ကောင်ကုန်ထွက်လာပါတယ်။ပီကာဆက်ဟာအဖြူရောင်တောင်ပံတွေနဲ့လှပတဲ့မြင်းပြန်လေးဖြစ်ပြီးခရိုင်ဆော်ကတော့ရွှေရောင်လက်နက်တွေနဲ့တောက်ပနေတဲ့စစ်တဲ့တော်တူပါ။ဒနာရီအရာပီကာဆက်နဲ့ခရိုင်ဆော်တို့ဟာပင်လယ်နက်ပြားပူဆိုင်တုံနဲ့မလူစားတို့ရဲ့တားတော်တွေဖြစ်တယ်လို့ဆိုကြပါတယ်။ပါစီရစာမရူစာရဲ့ဥကောင်ကိုမြင်ရတော့ဝမ်းသာသွားပါတယ်။သူကမရူစာရဲ့ဥကောင်ကိုပေါ်အိတ်ထဲမှာကလူးတစ်ဆိုင်ထည့်လိုက်ပါတယ်။ ပြီးတော့မမြင်ရတဲ့အုတ်ထောက်ကိုစောင်းပြီးအမတွေဖြစ်တဲ့စတီနိုနဲ့ယူရီအေလီမနိုခဲ့အများဆုံးထွက်ပြေးဖို့ပြင်ဆင်လိုက်ပါတယ်။မကြာခင်မှာပဲစတီနိုနဲ့ယူရီအေလီတို့နှိုးလာပြီးသူတို့ရဲ့ညမမဒူဇာတိတ်ဆုံးနေတာကိုတွေ့သွားပါတယ်။သူတို့ကဒေါသအကြီးကြီးထွက်ပြီးဘာစီရက်ကိုလိုက်ပန်းမှုလုပ်ပါတယ်။သူတို့ရဲ့အော်တန်တွေကတောအုပ်တစ်ခုလုံးကိုပဲ့တင်ထပ်သွားပြီးကြားရသူတိုင်းကိုကြောက်လန့်စီပါတယ်။ဒါပေမဲ့မမြင်ရတဲ့အုတ်ထောက်ကိုစောင်းထားတဲ့ဘာစီရက်ကိုသူတို့မမြင်နိုင်ပါဘူး။ ဘာသင်းချက်စီဟာတောင်ပန်ပါတဲ့ခြေနှင်းတွေနဲ့လေထဲကိုလျှင်မြန်စွာပြန်တက်ပြီးဂေါဂွန်တို့ရဲ့လက်ထဲကနေလွတ်မြောက်သွားပါတယ်။စတီနိုနဲ့ယူဒီအီလီတို့ဟာလေထဲမှာပြန်တက်နေတဲ့ဘာစီရဲ့ကိုမမြင်ရတဲ့အတွက်ဒေါသတကြီးအော်ဟစ်ချန်နေခဲ့ပါတယ်။ဘာစီရဲ့ဆာမဒူဇာရဲ့ဥကောင်းကိုယူဆောင်ပြီးအိမ်ပြန်လန်းကိုစတင်ခဲ့ပါတယ်။သူကတောင်ပန်ပါတဲ့ခြေနှင်းတွေနဲ့ပြန်တက်နေခြင်းနဲ့လူပြားနိုင်ငံကိုဖျက်သွားတဲ့အခါမှာကပအစုံကကောင်းငင်ကိုထမ်းမိုးထားတဲ့အက်တလတ်လို့ခေါ်တဲ့တိုက်တန်ကြီးကိုတွေ့လိုက်ပါတယ်။ အက်တလက်စာအလွန်ကြီးမားပြီးတောင်တန်းကြီးတစ်ခုလိုပါပဲ။သူဟာကောင်းငင်ကြီးကိုပုံပေါ်မှာထမ်းပိုးထားပြီးအမြဲတမ်းပြင်းပန်းနှံ့နေပါတယ်။အက်တလက်စာပါစီယက်ကိုမောင်းတော့ပြီးသူ့ရဲ့နေမိထဲမှာမနေဖို့ပြောပါတယ်။အက်တလက်စာပါစီယက်ကိုအဲ့ဝတ်မချေပုံနဲ့အတွက်ပါစီယက်ကဒေါသထွက်ပြီးမော်အိတ်ထဲကမဒူဇာရဲ့ဥကောင်းကိုထုတ်ပြလိုက်ပါတယ်။မဒူဇာရဲ့ဥကောင်းကိုမြင်လိုက်တာနဲ့အက်တလက်စာချက်ချင်းပဲကြောက်တုံးကြီးဖြစ်ပြောင်းလဲသွားပါတယ်။တနအီအရအက်တလက်စာအာဖရိကတောင်တန်းအဖြစ်ပြောင်းလဲသွားပြီးကောင်းငင်ကိုထမ်းပိုးမြဲထမ်းပိုးထားတယ်လို့ဆိုကြပါတယ်။ ဘာစီယက်စ်ဟာဆက်လက်ပြန်တန်းသွားတဲ့အခါမှာအီသရိုပီးယားနိုင်ငံကိုရောက်သွားပါတယ်။အဲ့ဒီမှာကမ်းခြေမှာတန်ကျုံနဲ့ချီနှောင်ထားတဲ့အင်ဒရိုမီတာလို့ခေါ်တဲ့လှပတဲ့မင်းသမီးလေးတစ်ပါးကိုတွေ့လိုက်ပါတယ်။အင်ဒရိုမီတာဟာအီသရိုပီးယားဘုရင်စီပီရဲ့နေမီပီးယားကစီယိုပီးယားတို့ရဲ့သမီးတော်ဖြစ်ပါတယ်။အင်ဒရိုမီတာဟာအလွန်လှပပြီ။သူမရဲ့အလှပဟာနှစ်သမီးတွေနဲ့တော့ရှင်နိုင်တယ်လို့ဆိုကြပါဗျ ကစီရိုပြီးတာဟာသူ့သမီးရဲ့အလှပကိုဂုဏ်ယူလွန်ပြီးတကားကပင်လယ်နဲ့သမီးတွေထက်သူ့သမီးကပိုလာတယ်လို့မာနာကြီးစွာပြောဆိုခဲ့ပါတယ်။ဒါကြောင့်ပင်လယ်နဲ့သမီးတွေဟာဒေါသထွက်ပြီးပင်လယ်နဲ့ဘုရားပူဇိုက်တုံကိုတိုက်တန်းပြီးကစီရိုပြီးအားကိုတက်ခတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ပူဇိုက်တုံကနှစ်သမီးတွေရဲ့တောင်းဆိုမှုကိုမငြင်းပယ်နိုင်တဲ့အတွက်ဒေါသထွက်ပြီးအီသိုပီးယားနိုင်ငံကိုရွေးလမ်းမှုစီပါတယ်။ဒါအပြင်စီတက်လို့ခေါ်တဲ့ပင်လယ်မိစ္ဆာကြီးတစ်ကောင်ကိုဆေးလွတ်ခဲ့ပါတယ်။ စီတက်စာအလုံးကြောက်မက်ပေါ်ရမိစာကြီးဖြစ်ပြီးရေတဲကောင်တွေထွက်လာတိုင်းမြို့ရွာတွေကိုဖျက်ဆီးဖြစ်ပါတယ်။အပြာဒိတ်ဆရာကစီတက်ကိုငိမ့်သက်စေခြင်းအင်ဒရိုမီတာကိုမိစာစာအဖြစ်ပူဇော်ရမယ်လို့ပြောခဲ့ပါတယ်။ဒါကြောင့်အင်ဒရိုမီတာဟာသူ့နိုင်ငံရဲ့လူတွေကိုကယ်တင်ဖို့အတွက်ကမ်းခြေမှာတန်ကျုံးနဲ့ချီနှောင်ခံထားရပြီးစီတက်မိစာကြီးရဲ့အစာအဖြစ်ပူဇော်ခံရဖို့စောင့်နေရတာပါ။ပါစီရက်စာအင်ဒရိုမီတာကိုမြင်တဲ့အခါမှာသူမရဲ့အလှပကိုငိမ့်မောသွားပါတယ်။ သူဟာအင်ဒရိုမီဒါစီကိုရှောက်သွားပြီသူမကိုဘာဖြစ်လို့တန်ကျုံနဲ့ချင်းအောင်ခံနာရတာလဲဆိုတာမေးမြန်းပါတယ်အင်ဒရိုမီဒါကသူ့ရဲ့ဝမ်းနဲ့ဆရာဇလန်ကိုပါစီရက်ကိုပြောပြပါတယ်ပါစီရက်ဟာအင်ဒရိုမီဒါရဲ့ဇလန်ကိုကြားပြီသူမကိုတနာတော့ပါတယ်သူဟာအင်ဒရိုမီဒါကိုကယ်တင်ဖို့ချက်ချင်းပဲဆုံးဖြတ်လိုက်ပါတယ်မကြာခင်မှာပဲပင်လယ်ကြီးဟာတုံ့လောက်သွားပြီစီတက်မိစာကြီးဟာပင်လယ်ထဲကနေတဖြည်းဖြည်းထွက်ပေါ်လာပါတယ်စီတက်စာအလွန်ကြီးမားပြီးကြောင်းမပေါ်ရရုပ်သွင်းရှိပါတယ်သူ့ရဲ့ခန္ဓာကိုယ်ဟာငားနဲ့မတူပေမဲ့ခေါင်းကတော့ခွေးကောင်းနဲ့တူပါတယ် သူ့ရဲ့သွားတွေကချွန်ထက်ပြီးမျိုးလုံးတွေကလည်းမိလို့တောက်လောင်နေပါတယ်။ပါစီရက်စာကြောက်ရွံ့မသွားပဲတောင်ပန်ပါတဲ့ခြေနှင်းတွေကိုအသုံးပြုပြီးလေထဲကိုပြန်တက်သွားပါတယ်။သူကမိစာကြီးရဲ့အပေါ်ကနေပြန်ဝဲပြီးစိန်သားနဲ့မိစာကြီးကိုတိုက်ခိုက်ပါတယ်။ပါစီရက်စာလင်းမြန်စွာပြန်တမ်းပြီးမိစာကြီးရဲ့အားနဲ့ချက်တွေကိုရှာပွေးပါတယ်။မိစာကြီးကသူ့ကိုဖမ်းဖို့ပါဇက်ကိုဟားလိုက်တဲ့အခါမှာပါစီရက်စာမိစာကြီးရဲ့ပါဇက်တဲကိုစိန်သားနဲ့ထိုးဆိုင်လိုက်ပါတယ်။စိန်သားဟာမိစာကြီးရဲ့ခံရွေးကိုထုတ်ပေါက်ပြီးအတွေ့အထိကိုနှက်ဆိုင်စွာစိုက်ဝင်သွားပါတယ်။ မိစာကြီးဟာနာကျင်မှုကြောင့်အော်ဟစ်လိုက်ပြီးပင်လယ်ရေတွေဟာသွေးရောင်တွေနဲ့လျဲသွားပါတယ်။တိုက်ပွဲဟာကြားမြင့်စွာဖြစ်ပွားခဲ့ပြီးနောက်ဆုံးမှာဘာစီယာမိစာကြီးကိုအနိုင်ယူပြီးတန်နိုင်ခဲ့ပါတယ်။စီတက်ဟာပင်လယ်တွေကိုနှိမ့်ထုတ်သွားပြီးပင်လယ်ရေတွေဟာပြန်လည်ငြိမ်သက်သွားပါတယ်။ဘာစီယက်စာအင်ဒရိုမီတာစီကိုပြန်ဆင်းလာပြီးသူမကိုတန်ကျိုးတွေကလည်းလွတ်မြောက်ပေးပါတယ်။ ယူရိုမီတာဟာပါစီယက်ကိုအလွန်ကျေးဇူးတင်ပြီးသူ့ကိုဘယ်လိုကျေးဇူးဆက်ရမလဲဆိုတာမသိတော့ပါဘူး။ပါစီယက်ကအင်ဒိုမီတာကိုသူမရဲ့မိဘတွေစီပြန်ခေါ်သွားခဲ့ပါတယ်။ဘရင်စီဗီယက်နဲ့မိဖုရားကက်စီယိုပီးယားတို့ဟာသူတို့ရဲ့တမိတော်လေးအန်ဒရဲကနေလွတ်မြောက်လာတာကိုမြင်ပြီးအလွန်ဝမ်းသာသွားပါတယ်။သူတို့ဟာပါစီယက်ကိုအလွန်ကျေးဇူးတင်ပြီးအင်ဒိုမီတာကိုပါစီယက်နဲ့လက်ဆက်ပေးဖို့ချက်ချင်းပဲသဘောတူခဲ့ပါတယ်။အင်ဒိုမီတာကလည်းပါစီယက်ရဲ့တတိနဲ့ရရဲမှုကိုသဘောကျပြီးသူ့ကိုလက်ထပ်ဖို့သဘောတူပါတယ်။ ပါစီယာနဲ့အီဒိုမီတာတို့ဟာမြန်မာလာပွဲကိုခန်းနာစွာကျင်းပခဲ့ပြီးအီသရိုးပီးယားနိုင်ငံမှာပျော်ရွှင်စွာအတူတူတိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ပါစီယာဆရာသူ့ရဲ့မိခင်ဒင်းနီကိုတတိယနေပါတယ်။သူဟာအီဒိုမီတာကိုပြောလိုက်ပါတယ်။ငါတို့ဆာတီဗော့ကျုံကိုပြန်သွားပြီးငါမေဒင်းနီကိုသွားတွေ့ရအောင်။သူဘလုံးနေလဲဆိုတာငါစိတ်ပူနေတယ်လို့ပြောပါတယ်။အီဒိုမီတာကလည်းပါစီယာရဲ့စန္ဒာကိုလိုက်ရောပြီးသူတို့နှစ်ယောက်ကဆာတီဗော့ကျုံကိုပြန်လာခဲ့ပါတယ်။သူတို့ပြန်ရောက်တဲ့အခါမှာဆာတီဗော့ကျုံကအရင်ကနေမတူတော်ဘူးဆိုတာတွေ့လိုက်ရပါတယ်။ ော်လီတက်တီပရင်ဟာပို့ပြီးရက်ဆက်လာပြီးကျွန်းသူကျွန်းသားတွေကိုပို့ပြီးညှဉ်းပန်းနှိပ်စက်လာပါတယ်။ဒေနီနဲ့ဒစ်တက်တို့ဟာပော်လီတက်တီပရင်နှိပ်စက်မှုကိုခံနေရတာကိုပါစီရဲ့တွေ့လည်ရပါတယ်။ပော်လီတက်တီဟာဒေနီကိုအရင်အတမအမိဘအဖြစ်သိမ့်ပိုက်ဖို့နောက်တစ်ချိန်ထပ်ပြီးစူးစမ်းနေပါတယ်။ ပါစီယက်စာဒေါသထွက်ပြီးပေါ်လီတက်တီးနဲ့သူ့ရဲ့နောက်လိုက်တွေကိုတုတ်တင်မှုချက်ချင်းပဲဆုံးဖြတ်လိုက်ပါတယ်။သူဟာမြင်္ဂလာပွဲတစ်ခုလုပ်ဖို့ဟန်ဆောင်ပြီးပေါ်လီတက်တီးနဲ့သူ့ရဲ့နောက်လိုက်တွေကိုနန်းတော်တွေကိုဖိတ်ခေါ်လိုက်ပါတယ်။ပေါ်လီတက်တီးနဲ့သူ့ရဲ့နောက်လိုက်တွေရောက်လာတဲ့အခါမှာပါစီယက်စာမဒူဇာရဲ့ဥက္ကောင်ကိုမော်အီတဲကထုတ်ပြလိုက်ပါတယ်။မဒူဇာရဲ့ဥက္ကောင်ကိုမြင်လိုက်တာနဲ့ပေါ်လီတက်တီးနဲ့သူ့ရဲ့နောက်လိုက်တွေအားလုံးချက်ချင်းပဲကြောက်ခဲရုပ်တုတွေအဖြစ်ပြောင်းလဲသွားပါတယ်။နန်းတော်တစ်ခုလုံးဟာကြောက်ရုပ်တုတွေနဲ့ပြည့်နေသွားပြီ။ဘယ်သူမှအသက်မရှင်တော့ပါဘူး။ ပါစီယက်စ်ဟာတူမီကင်တင်နေတဲ့ district တို့ကို polytechnic ရဲ့နှိပ်စက်မှုကနေလွတ်မြောက်စေခဲ့ပါတယ်။သူက34ကျွန်းကို district ကိုအုပ်စိုးစေခဲ့ပါတယ်။ district ဟာစိတ်သွောတာကောင်းတဲ့လူတစ်ယောက်ဖြစ်ပြီးကျွန်းသူကျွန်းသားတွေကိုကောင်းမွန်စွာအုပ်စိုးနိုင်လိမ့်မယ်လို့ပါစီယက်ကယုံကြည်ပါတယ်။ပြီးတော့သူနဲ့ Andromeda တို့ဟာ34ကျွန်းကနေထွက်လာပြီး Argus မြို့ကိုပြန်သွားဖို့ပြင်ဆင်ခဲ့ပါတယ်။ပါစီယက်ဟာသူ့ရဲ့မွေးရမေကိုပြန်သွားပြီး Argus မြို့ကိုအုပ်စိုးဖို့ဆုံးဖြတ်လိုက်ပါတယ်။ အကုစမြို့ကိုပြန်ရောက်တဲ့အခါမှာပါစီယာဟာသူ့ရဲ့အဖိုးဘရင်အခရစ်စီယာနဲ့ပြန်လည်တက်မြက်ဖို့မျှော်လင့်ခဲ့ပါတယ်။သူဟာသူ့ရဲ့အဖိုးကိုတတ်ချင်တဲ့စိတ်ဆန္ဒမရှိပါဘူး။လက်ပြတဲ့စကားဟာမှညွန့်နေလိမ့်မယ်လို့သူမျှော်လင့်နေပါတယ်။ဒါပေမဲ့ကန်ဆိုးဆောင်နဲ့ပဲအခရစ်စီယာဟာပါစီယာရဲ့လက်ကောင်တွေလွတ်မြောက်ဖို့အတွက်အကုမြို့ကနေထွက်ပြေးပြီးလာရဇာမြို့ကိုပြောင်းရွှေ့သွားပြီးအဲ့ဒီမှာပုံအောင်နေပါတယ်။အခရစ်စီယာဟာပါစီယာကသူ့ကိုရှာတိုက်ပြီးတက်လိမ့်မယ်လို့အမြဲတမ်းစိုးရိမ်နေပါတယ်။ တနေ့မှာတော့ပါစီရစံလာရစံမျိုးမှာအကစားပွဲတစ်ခုခန်းနာစွာကျင်းပနေတယ်ဆိုတာသတင်းကြားသိရပါတယ်။အဲ့ဒီပွဲမှာအကစားပြိုင်ပွဲတွေအများကြီးပါဝင်ပြီး dispit ပြိုင်ပွဲလည်းပါဝင်ပါတယ်။ပါစီရစံအကစားကိုဝါသနာပါတဲ့အတွက်အဲ့ဒီပွဲကိုတွားရောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။လာရစံကိုရောက်တဲ့အခါမှာအကစားပွဲကအရန်စီကားနေတာကိုတွေ့လိုက်ရပါတယ်။လူတွေကနေရာအနှံ့ပြားကနေစူယုံရောက်ရှိလာကြပြီးအကစားသမားတွေကိုအားပေးနေကြပါတယ်။ပါစီရစံ dispit ပြိုင်ပွဲမှာဝင်ပြိုင်ဖို့စီရင်ပေးသွင်းလိုက်ပါတယ်။ ပြိုင်ပွဲစားတဲ့အခါမှာပါစီယက်စာသူ့ရဲ့အလှည့်ကိုစောင့်နေပါတယ်။သူ့လက်ရောက်တော့သူဟာတစ်ကိုအကုန်သုံးပြီးပြစ်လွတ်လိုက်ပါတယ်။သူပြစ်လိုက်တဲ့တစ်ဟာလေထဲမှာအရှင်ပြင်းပြင်းနဲ့လူစင်သွားပြီးမလို့တဆလူအုပ်တဲကိုကြာသွားပါတယ်။လူတွေဟာအော်ဟစ်ပြီးပြေးလွှားသွားကြပါတယ်။ပါစီယက်ဟာဘာဖြစ်သွားလဲဆိုတာကိုကြည့်လိုက်တဲ့အခါမှာသူပြစ်လိုက်တဲ့တစ်ဟာမတော်တဆအဖိုးဘုရင်အဂရစ်စီယက်ကိုတောင်းမှန်ခဲ့တာကိုတွေ့လိုက်ရပါတယ်။အဂရစ်စီယက်ဟာတင်မှန်ပြီးချက်ချင်းပဲတည်ဆုံသွားပါတယ်။ အဲ့လိုနဲ့နှက်ပြတဲ့စကားဟာမလွဲမသွေအမှန်တကယ်ဖြစ်လာခဲ့ပါတယ်။ပါစီယာဟာသူ့ဖို့အဂရီစီယက်ကိုမတော်တဆတတ်မိခဲ့ပါတယ်။ဒါပေမဲ့ပါစီယာဟာသူ့ဖို့ကိုတတ်ဖို့ရည်ရွယ်ခဲ့တာမဟုတ်ပါဘူး။ပါစီယာဟာသူ့ရဲ့အပြစ်မဲ့ကြောင့်တည်တည်ပြဖို့အတွက်အာကုမျိုးရဲ့ယာသပလင်ကိုဆွလုပ်ပြီးတိုင်းရင်းမြို့ကိုပြောင်းရွှေ့အုပ်စိုးခဲ့ပါတယ်။ပါစီယက်နဲ့အန်ဒရိုမီတာတို့ကတိုင်းရင်းမြို့မှာပျော်ရွှင်စွာအုပ်စိုးခဲ့ကြပါတယ်။သူတို့မှာတားတော်6ယောက်နဲ့တမိတော်1ယောက်ထွန်းကားခဲ့ပါတယ်။ သူတို့ရဲ့သားတော်တွေကနောက်ခါမှာမိုင်စင်နီမျိုးနဲ့အခြားမျိုးတွေကိုတည်ထောင်ခဲ့ကြပါတယ်။ပါစီယက်ရဲ့မျိုးဆက်တွေဟာဂရိနိုင်ငံကိုနှစ်ပေါင်းများစွာအုပ်စိုးခဲ့ကြပါတယ်။နောက်ပြားတွေဟာပါစီယက်ရဲ့သူရဲကောင်းစံတွေလောက်ရက်တွေကိုအမတရားဖြစ်စေဖို့အတွက်ပါစီယက်အင်ဒရိုမီတာ၊စီဖီယက်ကစီယိုပီးယားနဲ့ပီကာဆက်တို့ကိုကျဲစုတွေဖြင့်ကောင်းကင်မှာထရှိပေးခဲ့ပါတယ်။ပါစီယက်စ်နဲ့မဒူဇာရဲ့တနာယီပုံမြင်ကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီ။ပါစီယက်စ်ကအခက်ခဲတွေအနေရတွေကိုရေရဲဝုန်းဝုန်းရင်ဆိုင်ပြီး နောက်ဆုံးမှာအောင်မြင်မှုရရှိခဲ့ပါတယ်။ကျွန်တော်တို့လည်း Pasius ကိုအတူတူဤဘွားမှာကြုံတွေ့ရတဲ့အခက်အခဲတွေကိုတတိရှိရှိရင်ဆိုင်ကျော်လွှမ်းနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်။နောက်တစ်ခါမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့တဏှာကြီးပုံမြင်တွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။